ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းပဇုံတောင်မြို့နယ်အမှတ်၈ရပ်ကွက်မှာကျင်းပတဲ့ရေကြော်ပွဲစည်းမှာအများသောအိမ်သားတွေတိစောက်ထားတာမရှိဘဲနဲ့ပွဲစည်းလာတဲ့သူတွေဟာစီးမဲ့ကမ်းမဲ့အပေါ်လေးသွားတာတွေရှိတာကြောင့်ရပ်ကွက်နေပြည်သူတို့စိတ်တော့ကရောက်နေရပြီးတော့ခိုးဆိုးလူရတာတွေရန်ပွဲတွေဖြစ်မှာကိုလည်းစိုးရိမ်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာတရနေ့ကစတင်ပြီးတော့9ရက်နေ့အထိရန်ကုန်မြို့ရဲ့အစီအကားဆုံးပွဲတော်တစ်ခုဖြစ်တဲ့ရေကြော်ပွဲစည်းကို9ရက်တိုင်တိုင်စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရကကျင်းပသွားမယ်လို့သိရပြီးတော့ပွဲစည်းကျင်းပတဲ့လမ်းတစ်လျှောက်မှာအများဆုံးရွေးလျားအိမ်သား MI ပုံးတွေထားထားတာမျိုးမရှိပဲပွဲစည်းလာတဲ့သူတို့ချို့ရဲ့စီးကမ်းမဲ့အပေါ်လေးဆွမ်းတာတွေလည်းရှိနေတယ်လို့သိရပါတယ်။အရက်မူးနေတဲ့လူတွေလမ်းဘေးမှာဒီတိုင်းသေးပေါက်တာ လူတလောက်များတဲ့နေရာမှာပေါ်တင်လောက်တာတွေလည်းရှိတယ်။ရက်ကွက်ထဲကလူတွေကဒီပွဲမပြီးမချင်းတော့အတော်ဒုက္ခခံရတာပေါ့။အမိုက်ပြတ်တာကိစ္စမဟုတ်ဘူး။အခုမူးယူပြီးတော့ဖြစ်ချင်တိုင်းကိုဖြစ်နေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ဒါအပြင်ရေကြောပွဲစည်းပထမနေ့မှာလူငယ်တချို့စကားများရန်ဖြစ်တာတွေရှိခဲ့တယ်လို့သိရပြီးတော့ပွဲစည်းလမ်းတစ်လျှောက်ကနေနေလဲအိမ်တကားတွေပိတ်ထားရပြီးတော့ပွဲစည်းလည်းမလဲရဲကြဘူးလို့ပြောပါတယ်။ရန်ကုန်မှာကပုံမှန်အချိန်တော်မှတိုက်ခန်းထဲမှာအနူချမ်းစီလူရက်တာ အခုပွဲစည်းကညဆက်နေအထီကိုလူမပြတ်ဘူးရန်ဖြစ်တာဆဲဆိုတာလည်းမြင်နေရတယ်ပွဲစည်းလေဖို့ထက်ကိုတိုက်ကိုလူစိမ့်ဝင်မှာစိုးရင်နေကြရတာ အကုန်တကားပိတ်ပြီးတော့တယောက်ကအပေါက်မှာစောင့်နေရတာခொနဲ့ပြည့်တဲ့အထိတော့သီးခံရမှာပဲလို့အမျိုးသမီးတူကပြောဆိုထားပါတယ်ရန်ကုန်မြို့မှာအစီကားဆုံးဖြစ်တဲ့ရေကြော်ပွဲစိမ်းမှာမုတ်ဆိုင်နှမ်းတွေ ခလေးကစားစရာရောင်းချတဲ့ဈေးဆိုင်ခန်းတွေအပျော်စော်ကစားနိုင်တဲ့နေရာတွေနဲ့ဖျော်ဖြေစိတ်ဆင်နေလဲပါဝင်နေလို့သိရပြီးတော့နေ့စဉ်ရန်ကုန်မြို့နယ်တဝိုက်ကဒေသခံတွေလာရောက်လဲပတ်ကြတဲ့သတင်းချုပ်ပွဲတော်တစ်ခုလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ